Now China's leadership has tightened its grip on the military once again. Beijing has expelled two senior generals from both the armed forces and the Communist Party, deepening President Xi Jinping's ongoing campaign against corruption. Announcing the decision, the Chinese said that the generals seriously violated party discipline. တရုတ်ရဲ့စစ်ဘက်ရာထူးဒုတိယအမြင့်ဆုံးဗိုလ်ချုပ်တဦးဖြစ်တဲ့ဟီဝေတောင်နဲ့တရုတ်ကြီးတပ်ရဲ့ထိတ်တန်နိုင်ငံရေးမှူးတဦးဖြစ်တဲ့မော်ဟွာတို့ကိုအာဂတိတိုက်ဖြတ်ရေးဆွဆဲချဲနဲ့ပါတီထဲကနေနှင်ထုတ်လိုက်ပြီးလို့တရုတ်အာဏာပါတီကအော်တိုဘာလ18ရက်နေ့မှာကြေညာခဲ့ပါတယ်။သူတို့နှစ်ဦးဟာအာဂတိဆွဆဲချက်တွေနဲ့လည်းအမှုရင်ဆိုင်နေရတယ်လို့တရုတ်ကာကွယ်ရေးဝန်ကြီးဌာနကတိကျထုတ်ပြန်ထားပါတယ်။ စစ်တပ်ထဲမှာအာဂတိတိုက်ဖြတ်ရေးအစီအမံတွေကိုအင်တိုင်းအာတိုင်းအစပြုလာခဲ့တဲ့2023ခုနှစ်နောက်ပိုင်းဒါဟာရာထူးအကြီးဆုံးပုံကိုယ်ရေးအေးယူခံရမှုဖြစ်ပါတယ်။ခီဟာ1986ခုနှစ်နောက်ပိုင်းကစလို့တရုတ်စစ်တပ်ရဲ့ဩဇာကြီးမားတဲ့ပဟိုစစ်ရေးကော်မရှင်မှလက်ရှိတာဝန်ယူနေတဲ့ထဲကပထမဆုံးထုတ်ပယ်ခံရသူအနေနဲ့လည်းမှတ်တမ်းဝင်ခဲ့ပါတယ်။သူဟာမတ်လဂရဲကလူမြင်ကွင်းကပျောက်ကွယ်နေခဲ့ပြီးသူ့အပေါ်ဆွဆွဲချက်တွေကိုတော့အစောပိုင်းမှာတရုတ်အာဏာပိုင်တွေကမကြေညာခဲ့ပါဘူး။ ဟီနမော်ရိုအပါဝင်စစ်ဘက်ရရှိခုနှစ်ဦးဟာပါတီရဲ့ကျင်းဝတ်စည်းကမ်းတွေကိုဇိုးဝါစွာဖောက်ပြခဲ့တဲ့အတွက်သူတို့ကိုထုတ်ပယ်လိုက်တယ်လို့ CCP ကဆိုပါတယ်။ တို့တွေဟာအခွန်နဲ့ပတ်သက်တဲ့စီမင်းချိုးဖောက်တာတွေဝေပမာဏအမြောက်များမယုံမတာလောက်တာတွေကိုကျူးလွန်ခဲ့တာလို့ကာကွယ်ရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရအရာရှိကျန်းရှောင်ကန်ကပြောပါရယ်အသက်68နှစ်ဟီကိုထုတ်ပယ်ခြင်းဟာ CCP အတွက်တော့ရှုပ်ထွေးပြီးတည်ရောက်မှုပြင်းထန်တဲ့ဆုံးဖြတ်ချက်ကြီးတစ်ခုဖြစ်လာပါရယ်သူဟာ CCP ရဲ့ Politburo အဖွဲ့ဝင်24ဦးထဲမှာပါဝင်နေပါရယ် သူဟာတရုတ်ရဲ့စစ်တပ်ဖြစ်တဲ့ပြည်သူ့လူမျိုးရေးတပ်မတော် PRA မှာအတွေ့အကြုံအရင်ဆုံးစစ်ဦးစီးတူဖြစ်ခဲ့တယ်လို့တမရရှိချင်းဖြစ်နေလဲနီးစပ်တဲ့ဆက်ဆံရေးမျိုးရှိနေပါတယ်သူဟာ2022ခုနှစ်တုန်းကတမယိုးကျလုံယိုးလုံစင်အစင်တွေကိုကြော်ပြီးစစ်ဘက်ကော်မရှင်ရဲ့ဒုတိယဥက္ကဋ္ဌရာထူးကိုတိုက်ရိုက်တင်ပြချင်းခံခဲ့ရတယ်လို့လည်းသိရပါဗျ။